မေဇင်များအားလုံးမင်္ဂလာပါ။ကိုကြီးကျမ်းပါရှင်စိတ်ချမ်းသာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေလို့ဥဆောင်ပထမမေတ္တာစုမကောင်းများတောင်းပါရစေ။ယနေ့မှာတော့ TV ဒကာဓမ္မဗန္နာဂါရီကမြေမောစီတော်ပြကြီးရည်သားစင်ရတော်မဟာဗုဒ္ဓံတော်ကြီးပရမရွယ်ဒုတိယပိုင်းရွတ်ပူဇော်မှုအပိုင်း83ကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ယနေ့မှာတော့ အပိုင်း83အနေရဖြင့်ဇလဲရဖတ်ပူဇော်ကုသိုလ်ပြုမျှဝေပြီးတော်မှာကတော့ဦးဇင်တို့ဒါမှဘုရင်တော်ကြီးပထမရဲ့ဒုတိယပိုင်းစာမျက်နှာ130မနေ့ကရဖတ်ပူဇော်မှုရဲ့အဆက်နေရာကနေဇလဲရဖတ်ပူဇော်မျှဝေပြီးတော်မှာပဲဖြစ်ပါတယ်။နမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတံနံပါတ်5ရှေ့၄ပါးသော အစဉ်ထားခြင်းမျိုးမှာတပါရူပကံတော်ဝေဒနာကံတော်အစရှိသောဒေသနာတော်များ၌လာရှိသည့်ရူပကံနာဝေဒနာကံနာတင်ညက်ကံနာအစရှိသော အစဉ်ထားခြင်းမျိုးမှာဒီဆုံးတစ်ခုသောအကြောင်းထင်းကိုငဲ့၍မြတ်စွာဘုရားဟောကြားသည့်အစဉ်ဖြစ်သောကြောင့်ဒေသနာကမှဟောတော်မူစဉ်ဟူ၍ခေါ်သည်ရှေ့ဖြစ်သည့်အစဉ်၄ပါးတို့၌ဤအစဉ်တိုင်းဖြစ်သောကြောင့်ဤအတိုင်းစကားစဉ်သည် ဤအစဉ်အတိုင်းပေရသောကြောင့်ဤအတိုင်းစကားစဉ်သည်ဤအစဉ်အတိုင်းကျင့်ရသောကြောင့်ဤအတိုင်းစကားစဉ်သည်ဘုံစဉ်ကပင်ဤအတိုင်းတည်ရှိသောကြောင့်ဤအတိုင်းစကားစဉ်သည်ဟူ၍မိမိတို့ဆိုင်ရာအကြောင်းတစ်မျိုးစီကိုသာပြဆိုရပေသည်ငါးခုမြောက်ဖြစ်သည့်ဒေသနကမဟောတော်မူစဉ်ဆိုင်ရာ၌ကထသည့်အလျော်စွာအကြောင်းတို့အမျိုးမျိုးကိုပြဆိုရပေသည်ခန္ဓာ၅ပါးစင်ပုံကိုပြဆိုရ၌အကြောင်းတို့တစ်မျိုး အာရဏလက်ဆက်လက်ပါဆင်းမှုပြဆိုရ၌အကြောင်းလူမျိုးစသည်ဖြင့်အကြောင်းလူအသီးသီးကိုပြဆိုရပေသည်ဤယခုပါရမီခန်းလာပါရမီစေမအရှင်ထာယာ၌ဖြစ်စဉ်ပေစဉ်ကျင့်စဉ်ပုံစဉ်ဟုသောရှေ့အစဉ်၄မျိုးမဟုတ်ပေအကြောင်းလူကိုငဲ့၍မြတ်စွာဘုရားဟောကြားသည့်ဒေသနာကမှဟောတော်မူစဉ်သာဖြစ်သည်ထို့ကြောင့်ပါရမီစေပါတို့ကိုတခြားဤမရှိခြင်းပဲအဘဲကြောင့်ဒါနသီလနိက္ခမစသောဤအစဉ်ဖြစ်သာမြတ်စွာဘုရား ဟောကြားတော်မူပါသည်ဟုမေးသည်ဤအဖြေကမြတ်စွာဘုရားအလောင်းတော် သူ့မေတ္တာရှင်သည်ယရိရတော်မူပြီးသာခါခြေဥစွာဒါနပါရမီကိုစောင့်တည်သည်နှစ်ခုမြောက်၌သီလပါရမီကိုစောင့်တည်သည်ဤသို့အစရှိသည့်ဖြင့်ပါရမီတို့ကိုပြည့်ကျင့်တော်မူဟု၍ခြေဥစွာစောင့်တည်စဉ်ကာလကပင်ဤအစဉ်တိုင်းစောင့်တည်တော်မူခြင်းကြောင့်ဤအစဉ်အတိုင်းဟောတော်မူသည်ဟု၍ဖြစ်ရ၏ အဘဲကြောင့်ဤအစဉ်တိုင်းစောင့်နေတော်မူသည်နည်းဟုမေးပြန်လျင်ပါရမီပတ်ဝိစေယပါရမီတို့ကိုစင်ရင်သောဉာဏ်ဖြင့်စင်ရင်တော်မူသောအခါဤအစဉ်တိုင်းဉာဏ်တော်ဝမှထင်လာသောကြောင့်ဤအစဉ်တိုင်းစောင့်နေတော်မူသည်ဟုဖြစ်ရ၏ဆိုလိုရင်းမှာအလောင်းတော်သူမေတ္တာရှင်ရသည့်ဗျာဒိတ်ရပိစပါရမီတို့ကိုစင်ရင်သောအခါဤအစဉ်တိုင်းဉာဏ်တော်ဝ၌ထင်လာသည်ဤအစဉ်တိုင်းထင်လာသောကြောင့် ။ဤစဉ်တိုင်းဖြင့်စောင့်နေတော်မူသည်။ဤစဉ်တိုင်းစောင့်နေတော်မူသောကြောင့်ယခုဘုရားဖြစ်သောအခါမှာလည်းဤအစီအစဉ်တိုင်းဖြင့်ဟောတော်မူသည်ဟုဖြေဆိုလိုရင်းဖြစ်သည်။ဤအရာ၌အလောင်းတော်သူဝိနည်းရှင်ယသည့်ဆင်ရှင်တော်မူသောအခါဤအစဉ်တိုင်းထင်လာခြင်းဤအစဉ်တိုင်းစောင့်နေတော်မူခြင်းဘုရားဖြစ်သောအခါ၌ဤအစဉ်တိုင်းဟောတော်မူခြင်းတို့ဤအကျယ်ဝိထာရအကြောင်းကိုတပေါင်းလေးပြဆိုဥပ္ပံသူပါရမီ၁၀ပါးတို့တွင်ဒါနသည် တိလအားအထူးသဖြင့်ကျေးဇူးပြုပင်ကိုကဒုတိယပုဂ္ဂိုလ်ဖြင့်ဖြစ်စေကမူတာရှင်ပြုသည့်အလူရှင်ဖြစ်လာသောအခါအထူးသကအလွယ်နှင့်ပင်တိလဆောင်တည်နေတော်သည်ပါရမီမှုပါရမီမှုစေဘာရုအနေဒါနမှုကိုပြုရန်လွယ်ကူ၏တိလဆောင်တည်ရင်ခရင်သောသူပင် ဖြစ်စေကမူဒါနမှုပြုရန်ကလွယ်ကူတဲ့သည်ဤအကြောင်းများကြောင့်ရှိဥစွာဒါနကိုဟောတော်မူသည်တိလဖြင့် တင်းစီအပ်သည့်ဒါနအခြေခံသီလပါရှိသောဒါနဖြစ်မှအကျိုးများသောကြောင့်ဒါန၏အခြားမြင်၌သီလကိုဟောတော်မူသည်။နိက္ခမဖြင့်တင်းစီအပ်သောသီလနိက္ခမအခြေခံအကြောင်းပါရှိသောသီလဖြစ်မှသာအကျိုးများသောကြောင့်သီလ၏အခြားမြင်၌နိက္ခမကိုဟောတော်မူသည်။ဤနည်းအတူနိက္ခမမှာလည်းပညာအခြေခံပါရှိသောနိက္ခမဖြစ်မှ အကျိုးများသည့်တော်တော်ထွေရဟန်းပြုနေစေကမူပညာအလုတ်ကိုမလုတ်ကအကျိုးမကြီး အရင်မကြည့်၍အမျက်နေသည်နှင့်တူလာ၏ပညာသည်လည်းဝိရိယအခြေခံပါရှိမှအကျိုးများသည်ပညာပင်ရှိသောလည်းဝိရိယဉာဏ်ဖြင့်အပြင်းထူနေလျင်အကျိုးမကြည့်နိုင်ဝိရိယသည်လည်းခန္ဒီအခြေခံပါရှိမှအကျိုးများသည်ခန္ဒီသည်လည်းတစ္ဆာအခြေခံပါရှိမှတစ္ဆာသည်လည်းအဋ္ဌိဒံအခြေခံပါရှိမှအရိဒံဒီလေမေတ္တာအခြေခံပါရှိမှာမေတ္တာဒီလေဥပေက္ခာအခြေခံပါရှိမှာအကျိုးများနိုင်သည်ထို့ကြောင့် နိဂမယေချာမေ၌ပညာပညာယေချာမေ၌ဝိရိယဝိရိယယေချာမေ၌ခန္တီခန္တီယေချာမေ၌တစ္ဆာတစ္ဆာယေချာမေ၌အဋိဋ္ဌံအဋိဋ္ဌံယေချာမေ၌မေတ္တာမေတ္တာယေချာမေ၌ဥပေက္ခာကိုဟောတော်မူသည် ဥပေက္ခာသည် ကရုဏာအခြေခံပါရှိမအကျိုးကြီး၌ဤအလောင်းတော်ကြီးများမှာမာကရုဏာတိဟုသောအခြေခံအကြောင်းရင်းတရားကြီးနှင့် ရှိဦးကပင်ပြည့်စုံပြီးသူများဖြစ်ကြသည်မာကရုဏာနှင့် ဥပေက္ခာအတွက်မိပွေဘုရားလုံးတော်ကြီးများသည်တတဝါတို့၌အလွန်ကျင်နာသနာတတ်သောမဟာကရုဏာရှင်ကြီးများပြည့်တော်မူကြလျင်ဘယ်လိုနည်းဖြင့်လစ်လျူရှုတော်မူကြပါသနည်းဟု၍မိပွေရှိ၏ကေစီဆရာတို့ဖြေဖို့လစ်လျူရှုကြသည်ဆိုတော့လေအရာရာတိုင်းအခါခါတည်းလစ်လျူရှုကြသည်မဟုတ်လစ်လျူရှုသင့်သောအရာတို့၌လစ်လျူရှုသင့်သောအခါများမှန်သာလစ်လျူရှုတော်မူကြသည်ဟု၍အချို့သောကေစီဆရာတို့ကဖြေကြသည် အပရိစီယာတို့ဖြစ်စုဘူးတဘာသောအပရိစီယာတို့ကမူတတဝါတို့၌လိလိရှုခြင်းမဟုတ်တတဝါတို့ပြုအပ်သည့်ဖောက်ပြန်မှုတို့၌သာလိလိရှုခြင်းဖြစ်သည်သို့ဖြစ်၍မာဂရုဏံ၏ဥပက္ခာပါရမီတော်တို့စံ့ညင်ခြင်းမရှိဟူ၍ဖြစ်စုတော်မူကြသည်တနည်းပါရမီစေပါစင်ပုံအခြင်းနံပါတ်၄ဒါနသည်မြတ်စွာဘုရားလူတို့၌ပင်ဖြစ်နိုင်ရကခသိန်းသောတတဝါတို့နှင့်တက်ဆိုင်သောကြောင့်၎င်း အထက်ဖြစ်သည့်သီလစသည်တို့လောက်အကျိုးမကျင်းသောကြောင့်၎င်းပြုလို့ရင်လွယ်ကူသောကြောင့်၎င်းဒါနကိုရှိဥစွာဟောတော်မူသည်နံပါတ်1သီလရှိမှတန်လျင်အလူဝေးပုဂ္ဂိုလ်အလူခံပုဂ္ဂိုလ်နှစ်ဦးလုံးစင်ကြင်နိုင်အကျိုးကြီးနိုင်သောကြောင့်၎င်းပေးကမ်းခြင်းနည်းဟုသော သူတစ်ပါးအားကြီးမြောက်ကြောင်တရားကိုဟောကြားပြီးလျင် သူ့အသက်ကိုတက်ခြင်းစသည်မှရှောင်ကျင်ခြင်းနည်းဟုသော သူတစ်ပါးကိုနှိမ့်ဆက်ခြင်းမှစုံနှင့်ရှောင်ကျင်ကြောင်တရားကိုဟောတော်မူလိုသောကြောင့်၎င်းဒါနက ပြုလို့ရမည်ကို ဖော်ပြသောလျှံဖြစ်သည်သီလကမပြုမလို့ရှောင်ခြင်းရံကိုဖော်ပြသောလျှံဖြစ်သည်ဒုယကလိုင်းနာပြုခြင်းရံမိတရားကိုဟောကြားပြီးလျင်မပြုမလို့ရှောင်ခြင်းရံတရားကိုဟောကြားတော်မူလို့သောကြောင့်၎င်းဒါနကစီစဉ်ဥစ္စာဤပြည့်စုံခြင်းဘောဂတံမတိဤအကြောင်းဖြစ်သည်သီလကလူဘဝနဘဝတိဟုသောဘဝတံမတိဤအကြောင်းတရားဖြစ်သည်ဒုယကံ ဘောဂတမတိအကြောင်းကိုဟောပြီးလျင်ဘောဂတမတိအကြောင်းကိုဟောတော်မူလို့သောကြောင့်၎င်းတဏ္ဍာယိအချာမင်း၌သီလကိုဟောတော်မူသည်နံပါတ်3နိဂမဖြင့်သီလ၏ပြည့်စုံခြင်းပြည့်မြောက်နိုင်သောကြောင့်၎င်းသီလဖြင့်ဘယသူစရိုက်ဝေဒီသူစရိုက်တို့ကိုဟောကြားပြီးလျင်နိဂမဖြင့်မနောသူစရိုက်ကိုဟောကြားတော်မူလို့သောကြောင့်၎င်းသီလစင်ကြယ်သူအားလွယ်ကူစွာဖြင့်ဇန္တရာနိဂမနှင့်ပြည့်စုံနိုင်သောကြောင့်၎င်းသီလဖြင့်အာဟုတုကံတိဟုသောအပြည့် တမ္မပရာဒကိုပယ်တတ်နိုင်သည်ရှင်တို့ပယ်တတ်ခြင်းဖြင့်ထိုပုဂ္ဂိုလ်၏ကာယဘယောကဝစီဘယောကတိဟုသောကိုယ်နှင့်ဆိုင်ရာအထုံမှုနှုတ်နှင့်ဆိုင်ရာအထုံမှုအဝါဝါတို့၏စင်ကြယ်ခြင်းတိဟုသောဘယောကတုတ်တိဖြစ်နိုင်သည်ငကမှာဖြင့်ကိလေသာတိဟုသောအပြင်ကိလေသာပရာဒကိုပယ်တတ်နိုင်သည်ရှင်တို့ပယ်တတ်ခြင်းဖြင့်ထိုပုဂ္ဂိုလ်၏တဏ္ဍာန်၌တဏ္ဍာရဒိဋ္ဌိဥစေရဒိဋ္ဌိအတွင်အာသယတက္ကံများကင်းရှင်း၍ဝိပဿနာဉာဏ် ကမတကရဉာဏ်ဒီဟုသောဉာဏ်ပညာအတယအတွင်းနဲ့ကံဤစင်ကြယ်ခြင်းဒီဟုသောအတယသုတိဖြစ်နိုင်သည်တို့ရကတိလဖြင့်ဘေယောကသုတိကိုပြသူပြီလျင်နိက္ခမဖြင့်အတယသုတိကိုဟောတော်မူလို့သောကြောင့်လည်းကောင်းတိလဖြင့်ဝိတေကမကိလေသာကိုပင်တပြီဖြစ်သူမှနိက္ခမဖြင့်ပရိယုဒ္ဒနာကိလေသာကိုပင်နိုင်ကြောင်းပြတော်မူလို့သောကြောင့်လည်းကောင်းတိလရဲ့ချမ်းမြေ၌နိက္ခမကိုဟောတော်မူသည်နံပါတ်၄ ပညာဖြင့်နိခမ္မ၏ပြင်းမြောင်းမှုစင်ကြယ်နိုင်သောကြောင့်၎င်းနိခမ္မပါဝင်ဇံမရှိလျင်ပညာမရှိနိုင်ကြောင်းဟောတော်မူလိုသောကြောင့်၎င်းနိခမ္မဖြင့်တမရနမိတ်ကိုဟောတော်မူပြီးလျင်ပညာဖြင့်ဥပေက္ခနမိတ်ကိုဟောတော်မူလိုသောကြောင့်၎င်းနိခမ္မဖြင့်သူတစ်ပါး၏အစည်းအဝါကိုစူးစိုက်စင်ကြယ်နိုင်မှပညာဖြင့်သူတစ်ပါးအကျိုးဖြစ်ကြောင်းကိုပြုလုပ်နိုင်သည့်ဥပါယကောသလဉ္ဇဉ်ဖြစ်ပွားနိုင်သည်ကိုပြတော်မူလိုသောကြောင့်၎င်း ၎င်းမယချမ်းမဲ့၌ပညာကိုဟောတော်မူသည်နံပါတ်5ဝိရိယကိုကြိုးစားအသင့်ခြင်းဖြင့်ပညာကိစ္စပြည့်နိုင်သောကြောင့်၎င်းပုဂ္ဂိုလ်တ attva မှစိတ်သွင်းသည်တဘာဝဓမ္မအစစ်မှန်ကိုစူးစိုက်ကြည့်ရှုတတ်သည့်ပညာကိုဟောပြပြီးလျင်တ attva တို့အစည်းအဝန်းဖြစ်ဖို့ရန်အသင့်ခြင်းဝိရိယ၏အပ်ဘွယ်ရှိသည့်အဖြစ်ကိုပြတော်မူသောကြောင့်၎င်းဥပက္ခနမိတ်ကိုဟောပြီးလျင်ပက္ခဟနမိတ်ကိုဟောတော်မူသောကြောင့်၎င်း ပညာဖြင့်ဆင်ခြင်ပြီးလုံလာကျိုးကိုအထုံးမှသာအကျိုးတို့ကိုရနိုင်သည်တို့ရကစူးစမ်းဆင်ခြင်မှုပြုခြင်းကိုဟောပြီးလျင် ထားကြွလုံလာကိုဟောတော်မူလိုသောကြောင့်၎င်းပညာ၏အချမ်းမြေ၌ဝိရိယကိုဟောတော်မူသည်နမောဝိရိယရှိသူမှသာ ကြာရောက်တွေ့ကြုံသမျှသောဒုက္ခကိုခံနိုင်ရှိသည်တို့ရကဝိရိယရှိမှတိကံခြင်းခံသည်ပြည့်မြောက်နိုင်သောကြောင့်၎င်းဝိရိယကင်းသည့်လူပြင်း၏မနိုင်၍ တိခံရခြင်းသည်မတင့်တယ်ပေဝိရိယရှိသူ၏မိမိကနိုင်နိုင်မှလည်းတိခံခြင်းကသာတင့်တယ်သည်တို့ရကဝိရိယသည်ခန္ဓာ၏အစဉ်တစားပွဲဖြစ်သောကြောင့်၎င်းပက္ခနမိတ်ကိုဟောပြီးလျင်တမထနမိတ်ကိုဟောတော်မူလိုသောကြောင့်၎င်းဝိရိယလွန်လျင်ဩရိစ္စဖြစ်လည်းသည်တို့ဩရိစ္စဒီဟုသောအဖြစ်ကိုဓမ္မနေဇာနဲ့ခန္ဓာကသာပင်နိုင်သည်တို့ရကဝိရိယလွန်ခြင်းကြောင့်ဖြစ်ပေါ်တတ်သည့်ဩရိစ္စအဖြစ်ကိုပင်နိုင်ကြောင်းတရားကိုဟောတော်မူလိုသောကြောင့်၎င်း တိခံခြင်းခန္ဒီတရားများသောဒုမနာဥဒ္ဒေဇမဖြစ်ဘဲကုသိုလ်တရားတို့ကိုအမြဲမပြတ်အားထုတ်နိုင်သည့်တို့ရကဝိရိယရှိသောသူ၏အမြဲမပြတ်အားထုတ်နိုင်မည်အကြောင်းကိုကြားတော်မူလို့သောကြောင့်၎င်းဓမ္မနေသာနဲ့ခန္ဒီတရားမရှိဘဲနှင့်သူတစ်ပါး၏အကျိုးကိုအားထုတ်လျင်ထိုသူဓမ္မကျေသူတုံ့ပြန်မှုကိုလိုလားသည့်လောဘဖြစ်နေသည်ထိုဓမ္မနေသာနဲ့ခန္ဒီတရားရှိမှလောဘမဖြစ်ဘဲကျေသူတသက်ကိုပြုနိုင်သည်တို့ရကား အပမရတရားလက်ကင်ထားသူဤသူတစ်ပါးကျိုးစည်းပွားကိုအထုရဝဲထိုကျေးဇူးခံပုဂ္ဂိုလ်ထံမှတုံ့ပြန်၍ကျေးဇူးဆက်မှုကိုတောင်းတတ်သည်တဏှာလောဘမဖြစ်နိုင်သောကြောင့်မဖြစ်နိုင်ကြောင်းတရားကိုပြတော်မူလိုသောကြောင့်၎င်းသုလဓမ္မဘာလဇန်စသည်ကို ထောက်ဆ၍အလောင်းတော်ကြီးများသည် သူတစ်ပါးအကျိုးကိုတည်ဖို့အထုမှုမပြုရသော အခါမျိုး၌လည်းသူတစ်ပါးတို့ကပြုရသည့်ဒုက္ခကိုသိကံတော်မူကြောင်းပြတော်မူလိုသောကြောင့်၎င်းဝိရိယရည်ချမ်းမြေ၌ခန္ဒီကို ေါ်တော်မူသည်နမကုံတစ္ဆာရှိမှကြာချီစွာတိခဏနိုင်သည်တို့ရကတစ္ဆာပြေခဏီတရားကြာမြင့်စွာတည်နိုင်သောကြောင့်၎င်းတိန်သန်ဤဘ6ခုမြောက်မဟာကမိဇက်တော်၌အလောင်းတော်မြောင်းမင်းသည်၆အတွင်းကြာနေသောပုံနာကိုကနေတော်မူပြီးနောက်ပင်မနာသည်ဖြင့်ထိုပုံနာ၏ရင်ခွင်၌အပန်းပြေတမိတ်မြစိတ်ချ၍အိတ်ဆက်တော်မူစဉ်ထိုပုံနာလူပြေကြောက်တုံးဖြင့်ထုနေသည်ကိုအမျက်ထွက်ခြင်းမရှိတိကံတော်မူကြည့်၍ထိုပုံနာကိုပင် တစ်ကြံချင်းလေးစားသောတားရဲတို့ဘီမှလွတ်အောင်တစ်တပင်မှတပင်သို့ကူးလျက်သွေးစဖြင့်လမ်းပြ၍တောဝရောက်အောင်ပင်ကဲတင်လိုက်သည်များကို ထောက်ဆ၍ဘုရားအလောင်းတော်များသည်သူတဦးကကျေးဇူးမဲ့ပြုတော်လဲထိုပြုမှချက်ကိုတိခံတော်မူပြီးလျင်မူလဗျာဒိတ်ခံစဉ်ဘုရားစုပန်စဉ်ကတတဝါတို့ကိုကဲတင်မိဟုသောဝန်ခံကြံသည့်ချက်ကို မချုံမယွင်းစီပဲထိုပြင်မသူ၏ကျေးဇူးကိုပင်ပြုတော်မူလေရှိသည်တို့ရကပြင်မသောသူ၏အပေါ်၌ တိကံတော်တရားကိုဟောကြားတော်မူပြီးလျင်ထိုပြမသူဟာကျေးဇူးပြုခြင်း၌ဘုရားစုပန်စဉ်ကကြံခဲ့သည့်အတိုင်းမချိုမယွင်းမှန်ကန်သည်ကိုပြတော်မူလိုသောကြောင့်၎င်းအလောင်းတော်ကြီးများမှခန္ဒီတရားနှင့်သူတစ်ပါးတို့ကအလွယ်လွယ်အမှန်မှပြောကြသော်လည်းဖောက်ပြန်တုံ့လုံခြင်းမရှိကြပဲမိမိအတွက်မူအမှန်တကူကိုသာပြောကြလေသဘောကိုဘယ်တော့ကမှမစွန့်လွတ်ကြကြောင်းကိုပြတော်မူလိုသောကြောင့်၎င်းပုဂ္ဂိုလ်တတ္တဝါမှစိတ်သွင်းသည့် တဘာဝဓမ္မအစစ်မှန်ကိုစူးစမ်းကြည့်ဆွမ်းနိုင်သောဓမ္မနိဒန္နခန္ဒီကိုဟောတော်မူပြီးလျင်ထိုခန္ဒီဖြင့်ပွားလို့စေရသောညာနာသစ္စာကိုဟောတော်မူလိုသောကြောင့်၎င်းခန္ဒီချားမြင်၌သစ္စာကိုဟောတော်မူပါသည်သာဓုသာဓုသာဓုကျင့်ရှိနေသောခန္ဓာများကိုနောက်ရမြတ်မှာဆက်လက်ပြီးတော့အမြဝေဖျားပြီးတော့မှာဖြစ်ပါတယ်အလုံးမဲ့ ကျမ်းမှာချမ်းသာစွာသာသနာပြုတော်မူနိုင်ကြပါစေ။